ားလုံးမင်္ဂလာပါပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့ဒီခဏတော့ Grade 11 English Unit 11က So in neither 11C Grammar B ကိုအတူတူလေ့လာကြည့်ကြရအောင်ကျွန်တော်ဒီ 11C Grammar B နဲ့ပတ်သက်ပြီးတော့မှဒီ So in neither အသုံးကို Cambridge University ကထုတ်တဲ့ဒီ Remember Fee ရဲ့ Grammar စာအုပ်ထဲကရှင်းပြချက်ကိုကျွန်တော်ဗီဒီယိုလေးတစ်ပုတ်လုပ်ထားပြီးပါပြီအဲ့ဒီဗီဒီယိုကိုကြည့်ကြည့်နေဆိုတော့ညာဘက်တောက်မှာပေါ်လာတဲ့အဲ link လေးကိုနေပြီးတော့မှကြည့်လို့ရပါတယ် So in neither အတွက် အဲတစ်ဖက်ကလန်းကအသုံးဝင်မယ်လို့ထင်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ရဲ့ channel လေးကနေ Great 11 Train နဲ့ပတ်သက်တဲ့အင်္ဂလိပ်စာသင်ခန်းစာတွေရဲ့တခြားပြပကအင်္ဂလိပ်စာသင်ခန်းစာများကိုပုံမှန်တစ်ဆက်ပေးတော့မှာကြောင့်မို့ channel လေးကို subscribe မလုပ်ရသေးရင် subscribe click လုပ်ပေးဖို့ဥစွာမြတ်တရားခံပြစေဒါဆိုရင်ကျွန်တော်တို့ဆိုးရနေသားအကြောင်းကိုကြည့်ကြရအောင် Okay so in neither we use so or neither ကျွန်တော်တို့ so တော့မဟုတ် neither ကိုသုံးတယ်တဲ့ to agree with somebody တစုံတစ်ယောက်နဲ့ သဘောတူချောင်းကိုပြောဖို့သဘောတူဖို့ပေါ့ဒါမဟုတ်ပြီးတော့ to add similar information without repeating the main verb ဒီ main verb ကို without repeating ထပ်မပြောထပ်မရေးဘဲနဲ့ to add similar information အလားတူတဲ့င်းချက်တဲ့မျိုးကိုထပ်ပေါင်းထည့်ပေးဖို့သုံးပါတယ်တဲ့ main verb ကိုပြန်မြေးခြင်းမဲ့နဲ့ဒီ so နဲ့ so နဲ့နေသားတို့နဲ့ပြန်ရေးလို့ရတယ်တဲ့ okay example ကိုကြည့်မှကျွန်တော်တို့ရှင်းမှာပေါ့နော် we use so to agree ကျွန်တော်တို့ so ကိုတဲ့ agree သဘောတူဖို့ order မဟုတ် add similar information to affirmative statements ဒီအပြုသဘောဆောင်တဲ့ဖော်ပြချက်တွေကိုနော်သဘောတူဖို့နော်အပြုသဘောဆောင်တဲ့ဒီဖော်ပြချက်တွေကိုအလားတူဒတင်းချက်လက်တွေကိုထပ်ပေါင်းထည့်ပေးဖို့သို့ကိုတုံးတယ်တဲ့ and neither to the negative statement neither ကိုကြတော့ဒီ negative statement တွေအတွက်ကိုတုံးတာပါတဲ့ဟုတ်ကဲ့ဒါဆိုရင်ချစ်ကြည့်ကြအောင်ဆို after so and neither ကျွန်တော်တို့ so and neither ရဲ့အနောက်မှာ we use an auxiliary auxiliary verb တွေလိုက်တယ်အကူကိရိယာတွေပေါ့ဗျာ such as be have can do does or that instead of repeating all the whole words in in a clause ကျွန်တော်တို့ဆိုရဲ့နေသားရဲ့အနောက်မှာတဲ့ auxiliary verb တွေဖြစ်ကြတဲ့ be တို့ have တို့ can တို့ do တို့ does တို့ that တို့အဲ့ဒါတွေကိုတဲ့ instead of repeating all the words in a clause in a clause ထဲမှာပါတဲ့စကားလုံးတွေအားလုံးကိုထပ်မပြောထပ်မရေးဘဲနဲ့သူတို့တွေအစားကျွန်တော်တို့ B တို့ have တို့ can တို့ do တို့ does တို့ did တို့နဲ့သုံးပါတယ်တဲ့ဟုတ်ကဲ့ပါဒီအကြောင်းအသေးစိတ်ကိုကျွန်တော်ခုနကကျွန်တော်ပြောခဲ့သလိုပဲအဲ့ဒီ Cambridge University ရထုတ်တဲ့စာအုပ်ထဲမှာကျွန်တော်ရှင်းပြထားပြပါပြီအဲ့ဒီဗီဒီယိုလေးကိုပဲတွားကြည့်လိုက်ရင်ပို့ပြီးတော့မှအဆင်ပြေမယ်လို့ထင်တယ်ဟုတ်ကဲ့ Isabel ကြည့်ကြအောင် to agree with somebody but they were repeating the main verb main verb ကိုထပ်မရေးဘဲနဲ့တစုံတစ်ယောက်နဲ့သဘောတူဖို့ပြောတာအဲ့တော့ဒီ သိုးနဲ့သိုးဖြစ်ဖြစ်နေသားဖြစ်ဖြစ်ကျွန်တော်တို့ကသဘောတူပဲတုံးတာဗျာအဲကျွန်တော်ပြောချင်တာကအဲသူကြိုက်တယ်ဆိုရင်ကိုလည်းကြိုက်တယ်သူမကြိုက်ဘူးဆိုရင်ကိုလည်းမကြိုက်ဘူးဒီလိုမျိုးတုံးတာပေါ့နော်အဲ့တော့ A နဲ့ B နဲ့ပြောတာလေးကိုကြည့်ကြရအောင် A ကပြောတယ် I am the youngest in my family okay အဲငါကတဲ့မိသားစုမှာအငယ်ဆုံးတယ်အဲ့တော့ငါလည်းပဲငါလည်းပဲတူတူပဲ so i am အဲ့လိုပြောတာပေါ့ဗျာအဲ तू ကတော့အရှိတိုင်းပြောမယ်ဆိုရင် uh, I am the youngest in my family too အဲ့လိုပြောမှာပေါ့သူတို့ညာတဲ့သူက so am I လို့သူတို့နဲ့ပြောလိုက်ရင်ရပါပြီတဲ့အဲ့ဒါ3ထားမှာဒီ so am I ဖြစ်တယ် so I am မဟုတ်ဘူးဆိုတာပဲဒီ order ကို change ထားတယ်ပေါ့နော် when energy doesn't cause air pollution လေဆိုင်အင်ဟာတဲ့ဒီလေထုညီနေခြင်းကိုမဖြစ်စေဘူးတဲ့ neither does solar energy solar energy လည်းအလားတူပဲလို့ပြောတာဖြစ်တယ်ဒီနေရာမှာကျွန်တော်တို့ကနော်အဲ do does တမို့ဒီမှာ neither မှာက negative သဘောပါပြီးပြီးကြောင့်မို့ကျွန်တော်တို့က ဲ death note လို့သုံးလို့မရဘူး neither death ဆိုလဲ energy လို့ဖြစ်တယ် neither ဆိုလဲ energy death လို့မရပါဘူးတဲ့ခင်ဗျာအဲ့တော့ဒီ soul နဲ့ neither က soul ဒီ तू तू လဲကြိုက်တယ်ဆိုရင်ကိုလည်းကြိုက်တယ် neither ဒီ तू မကြိုက်ဘူးဆိုရင်ကိုလည်းမကြိုက်ဘူး neither ကတော့ negative တွေသုံးတာဒီ soul ကတော့ positive တွေသုံးတာဖြစ်ပါတယ်တဲ့ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်တို့စစ်ကြည့်ကြအောင်ဆို to add a similar information without repeating the main buff main buff ကိုထပ်မရေးဘဲနဲ့အလားတူ information မျိုးကိုပြောချင်ရင်သုံးတာတဲ့ဥပမာ ဒီ unit ထဲကလေ့စာပါပဲ great paintings great sculptures great novels great composition great plays all begin with a dream in the mind of the painter the sculptor the novelist the musician and the playwright ဟုတ်ကဲ့သူကတကယ်ကြီးကျယ်ခမ်းနားလာတဲ့ပကြီးကားတွေကြီးကျယ်ခမ်းနားလာတဲ့ဒီဘဘူးတွေပြီးတော့ great novels ကြီးကျယ်ခမ်းနားလာတဲ့ဝတ္ထုတွေကြီးကျယ်ခမ်းနားလာတဲ့ composition ဆိုတာကတော့ကြပြားတို့ဘာတို့ပြောတာပေါ့ဗျာစီကုန်းဖွဲ့တည်မှုတွေ great place ကြီးကြခန္ဓာလာတဲ့ပြဿနာတွေဟာတဲ့ all begin စတင်နေတာ when a dream in the mind of the painter in the mind of painter ဒီပကြီးဆရာတွေ the sculptor ဘုဘူးဆရာတွေ the novelist ဝတ္ထုရေးဆရာတွေ the musician ဂီတဆရာတွေ the playwright ပြဿနာရေးဆရာတွေအားလုံးရဲ့သူတို့ရဲ့အိမ်မက်ကနေပဲစတင်နေတာဖြစ်ပါတယ်တဲ့ so do great visions and discovery အဲ့တော့ဒီနေရာမှာ so do လို့သွန်လိုက်တာဒီ great invention and discovery ဆိုတာဒီကြည့်ကြခန်းလာတဲ့တီထွင်မှုတွေနဲ့ရှာဖွေတွေ့ရှိမှုတွေလည်းထုံနေလကောင်းပါပဲတဲ့ အဲသူကဒီတိုင်းဒီတိုင်းကြီးကိုကျွန်တော်တို့ကဆိုဒူမသွန်းလိုက်ဘူးဆိုရင် great invisions in discovery begin when a dream in the mind of inventors and discoverer လို့ရေးမှာပေါ့ဗျာတို့တော့ဒီလိုမရေးဘဲနဲ့ကျွန်တော်တို့ကဆိုဒူ great invisions and discovery ဆိုတာဒီအလားတူ information ကိုထပ်ပြီးတော့မှပေါင်းထည့်ပေးခြင်းလို့ do ဆိုတဲ့ verb ကို begin စာသွန်းလိုက်တာပါတဲ့အဲ့ဒါကို so do လို့သွန်းလိုက်တာဖြစ်ပါတယ်တဲ့ဟုတ်ကဲ့ဒါဆိုရင်တော့အားလုံးစီပြသွားလိမ့်မယ်လို့ထင်တယ်ကျွန်တော်တို့ exercise ကိုလုပ်ရင်းနဲ့ပဲဒါဒီကြောင်းကိုဆွေးနွေးကြအောင်ဆို Okay, agree with the following statement using so I or neither I as the is the. is a member ပြထားတဲ့အတိုင်း so I ဒါမဟုတ် neither I နဲ့တဲ့။အောက်ပါဖော်ပြချက်များကို agree လုပ်ပါတဲ့သဘောတူကြောင်းပြောပါတဲ့။ကြည့်ကြရအောင်။ I didn't bring my identity card ။ငါမပုံတင်ကိုမယူခဲ့ဘူးတဲ့။အဲ့တော့ तू က I နဲ့ပဲရေးရမှာနော်။အဲ့တော့ငါလည်းမယူခဲ့ဘူးလို့ဖြစ်ရမှာပေါ့ဗျာ။ အဲ့တူကအငင်းဆိုတဲ့အတွက်ကျွန်တော်တို့ကအငင်းနဲ့ပဲရေးရမယ်အငင်းသဘောတွေ neither ဖြစ်တဲ့အတွက် neither did i ဖြစ်တယ်ဒီနေရာမှာကျွန်တော်တို့က neither didn't i လို့မရတော့ဘူး neither did i လို့ပဲပြောရမယ်ငါလည်းမယူခဲ့ဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဟုတ်ကဲ့နောက်တစ်ခု my friends are passionate about voluntary in charity groups ကျွန်တော်တငယ်ချင်းတွေကတဲ့ charity group ဆိုတာကတော့ private အဖွဲ့တွေပဲဆိုပါစို့ နော်ဟိုဒီငွေငွေကြီးပဲဖြစ်ဖြစ်ဒီပစ္စည်းတွေဖြစ်ဖြစ်လူတန်းနေတဲ့အဖွဲ့တွေမှာ volunteering စေနာဝန်ထမ်းလို့ဖို့တယ်ပေါ့နော်စေနာဝန်ထမ်းဖို့အပေါက်ဖြစ်ရမှာပါအိုကြံနေတယ်စေနာဝန်ထမ်းဖို့အတွက်အရန်ကိုစိတ်အားထက်သန်ကြတယ်တဲ့အဲ့တော့အဲတငငချင်းလက်စဆန်ဆေးအားထက်သန်ကြတယ်ငါလက်စအားထက်သန်တယ်လို့ပြောမှာပေါ့ဗျာအဲ့တော့သွဲမိုင်းလို့ဖြစ်သွားရမယ်ဒီမှာကအိုင်ကြောင့်မို့ M ကိုသုံးလိုက်တာဖြစ်တယ်ဒီမှာကကြတော့ my fresh period အာသုံးထားတာ အဲ့တော့ဒီမှာကတော့ so ri လို့မြောက်ဦး so mi လို့သုံးပါပဲရမှာပါနောက်တစ်ခု many teens are interested in doing housework ဆရာတွေအများစုကတဲ့ဆရာတွေအများကအဲ့လိုတွေလိုရတာမှာစိတ်ဝင်စားဘူးတဲ့ဆိုတော့ငါလည်းပဲစိတ်ဝင်စားဘူးလို့ဖြစ်မှာပေါ့ဗျာအဲ့တော့ neither am i neither am i လို့သုံးမှာဖြစ်တယ်နောက်တစ်ခု i'll be at the meeting tomorrow ဖြစ်ပြန်ကစီစီဝေးမှာရှိမှာတဲ့အဲ့တော့ငါလည်းပဲရှိလိမ့်မယ် software online ဒီမှာက IL IL ဆိုတာဒီ iOS ဖြစ်တဲ့အတွက်အဝဲလို့ပဲသုံးရတာ software i ပေါ့ဗျာ my mother doesn't like the cold weather ကျွန်တော်အမေကဆောင်းအတီကိုမကြိုက်ဘူးတဲ့အဲ့တော့ငါလည်းမကြိုက်ဘူး neither do i okay neither doesn't i လို့မရဘူး neither don't i လည်းမရဘူးအဲဒီမှာက negative တဘောဖြစ်ပြတာဖြစ်တဲ့အတွက် do i လို့ပဲသုံးရတာဖြစ်တယ်အဲ့တော့ကျွန်တော်ဒီကြောင့်နဲ့ပတ်သက်ပြီးတော့မှလည်းကျွန်တော်ဒီအရင်ကျွန်တော်ဗီဒီယိုတင်ထားတဲ့ဇာတ်မှာလည်းကျွန်တော်ပြောခဲ့ပြီး ဒီ buff တွေကိုတုံးတဲ့နေရာမှာ bell buff ကိုတုံးမှလဲလို့ကြည့်ရင်မှန်လို့ပဲသဘောထားကြည့်ရမယ်တဲ့ကျွန်တော်ဒီ YouTube video တွေပုံမှာတွေ့ဘူးတာပေါ့နော်မှန်လို့ပဲသဘောထားရမယ်ဆိုတာဒီဒီမှာ dead ဆိုရင်ဒီမှာ dead တုံးတာပဲဒီမှာက back to base ရင် back to base တုံးတာပဲဒီမှာကတော့ i ကြောင့်မို့ n တုံးတာပေါ့ဗျာဒါ he ဆိုရင်တော့ is ပေါ့ tense ကိုလိုက်ပြီးတော့မှာပေါ့ဗျာ was ဆိုရင်တော့ was တုံးမှာ where ဆိုရင်လဲ where တုံးအောင်မှာပေါ့ okay ဒီမှာကလည်း aunt ဆိုတာဒီဘတ်တူဖြစ်တဲ့အတွက် i နဲ့တွဲတာကြောင့်မို့ m ဲသုံးရတာဖြစ်တဲ့ဒီမှာကလည်း will ကြောင့်မို့ will သုံးတာဒီမှာကဘတ်တူ do doesn't ဖြစ်တဲ့အတွက် do လို့သုံးတာဖြစ်တယ်အဲ့တော့မှန်လို့သဘောထားကြည့်လိုက်ပါတဲ့မှန်ထဲမှာပေါ်လာတဲ့အတိုင်းပေါ့နော်မှန်ထဲမှာဒီအပြင်ကတိုင်းပေါ်မှာကြောင့်မို့သူရေးထားတဲ့အတိုင်းပဲထည့်ရေးရမယ်လို့ပြောတာဖြစ်ပါတယ်စစ်ကြည့်ကြအောင်ဆို तू ဇာ can explain the difficult lesson to you तू ဇာကမင်းဒီခက်ခဲတဲ့တင်ကားတော့မင်းကိုမရှင်းပြနိုင်ဘူးတဲ့ငါလည်းပဲရှင်းပြနိုင်ဘူးလို့ပြောမှာအဲ့တော့ verb ကိုသုံးအောင်မှာဒီကျွန်တော်တို့က ခန့်လို့ရေးထားတယ် negative ဖြစ်တဲ့အတွက် neither နဲ့ပြောမှာပေါ့ neither can နိုင်လို့ဖြစ်ရမယ်မှန်လို့သဘောထားပါတဲ့ခဲဆိုရင် can ပေါ့7 I'm allergic to seafood ငါဘယ်လိုသာနဲ့မတည့်ဘူးတဲ့အဲ့တော့ am ဆိုတဲ့အတွက်ကျွန်တော်တို့က I am positive sentence ဖြစ်တဲ့အတွက် so am I ပဲဖြစ်ရမှာပါမှန်လို့သဘောထားပါတဲ့ number 8 i can't explain this this the figure listen to you okay ဒါရဲ့ကျွန်တော်ဘာဖြစ်လို့အဲနှစ်ခွထပ်နေလဲကျွန်တော်ခဏလေးပါ ော်ဟုတ်ကဲ့ကျွန်တော်မထပ်ပါဘူးခင်ဗျာကျွန်တော်ဒီအပေါ်နံပါတ်7နဲ့ကျွန်တော်ရောသွားတာဒီမှာကတူစာဒီမှာက i တိခံပေးပါအဲ့တော့ဒီမှာက i can explain this this difficult this difficult lesson to you အဲ့တော့အဲဒီသင်ခန်းစာကိုအဲငါမရှင်းပြနိုင်မင်းကိုမရှင်းပြနိုင်ဘူးတဲ့အဲ့တော့ဒီကဘယ်လိုပဲရေးမလဲနီးသားခင်းနိုင်ပဲပေါ့ဒီဒီကြေစုံတက်ပြောလိုက်တာပဲဖြစ်မှာပေါ့နော် I can explain this this, this difficult lesson to you ဆိုတာကအဲ့တော့ အဲဒါကတော့ A ကပြောတဲ့ဆိုရင်ဒါ B ကတော့ကိုဖြစ်မှာပေါ့နော်ဟုတ်ကဲ့နံပါတ်ဒီမှာကလည်းတိုင်းမယ်ခံကြောင့်မို့ခံမဲ့သွားတာဖြစ်တယ်ညီညီ doesn't think the water is clean ညီညီဟာတဲ့ရေတက်နေလို့မထင်ဘူးတဲ့အဲ့ဒါတော့ငါလည်းမထင်ဘူးအငင်းဖြစ်တဲ့အတွက် neither do i လို့ဖြစ်ရမယ်နံပါတ်10 i think the food is very healthy ငါကတော့တဲ့ဒီဒီအစားအစာဟာအရန်ကိုကြမ်းမိုင်းနေညီညီတယ်လို့ထင်တယ်အဲ့ဒါငါလည်းပဲထင်တယ် so do i လို့သုံးအောင်မယ်ဒီနေ့မှာ think ဆိုတာဒီ verb to do ဖြစ်တဲ့အတွက် do ဆိုတဲ့ verb ကိုပဲအစားသုံးပါတယ်ကျွန်တော်တို့အရင်သင်ခန်းစာအရင်သင်ခန်းအရင် example မှာကြည့်ခဲ့သလိုပဲ begin ဆိုတဲ့အစားကျွန်တော်တို့ verb to do ပဲသုံးရတာဖြစ်ပါတယ်ကျန်တဲ့ verb to be တွေကတော့ subject ကိုလိုက်ပြီးတော့မှ tense ကိုလိုက်ပြီးတော့မှပြောင်းရတာပါ am ဆိုရင် mr ဆိုရင်လည်း i နဲ့တွဲရင် m စသဖြင့်ပြပေါ့နော်ဟုတ်ကဲ့ဒါဆိုရင်တော့ဆင်ပြလိမ့်မယ်လို့ထင်တယ်ဒီထက်သေးစိတ်ကိုကြည့်ကြည့်ရင်ကျွန်တော်အရင်ကဖော်ပြခဲ့ဘူးဒါဒီ Cambridge က ဒီဗီဒီယိုလေးကိုပဲတွားကြည့်ပေးပါကျွန်တော်ဒီညဘက်တော့မှ link လေးထည့်ပေးပါမယ်ဒီပေါ်လာတဲ့ link လေးကိုနေပြီးတော့မှတွားကြည့်ပေးပါခင်ဗျာဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်တို့ channel လေးတဲ့ C ကိုတွားကြည့်အောင်ဆို right to citizens for each statements if statement တစ်ခုရင်းစီတွေ့စာချုပ်နှစ်ချောင်းရေးပေးရမယ်တဲ့ begin the second sentence with so or neither as in the example example ပေးထားတဲ့အတိုင်းနောက်ဒုတိယ sentence ကို so တော့မဟုတ် neither နဲ့စာပေးပါတဲ့ okay ကျွန်တော်ကတော့ example ကိုလုံးဝမပြတော့ဘူးဒီ အစစကိုတစ်ခါတန်းသွားမယ်ပေါ့နော်။သူကစာကြောင်းတစ်ချောင်းပေးထားတယ်။အဲ့စာကြောင်းတစ်ချောင်းကိုကျွန်တော်တို့ကနှစ်ချောင်းခွဲပြီးတော့မှရေးပေးရမယ်။ဒုတိယစာကြောင်းကိုတော့ကျွန်တော်တို့ကစိုးတာမဟုတ်နေသားနဲ့စပေးရမယ်ပေါ့။အဲ့တော့ kind words and good deeds can bring great happiness ။ဒီကျနာတဲ့စကားလုံးတွေနဲ့ဒီ good deeds ကောင်းမှုကုသိုလ်တွေပေါ့နော် can bring great happiness ဒါတွေက great happiness ပျော်ကြီးမားတဲ့ပျော်ရွှင်မှုတွေကိုယူဆောင်လာတယ်။ Okay ။အဲ့တော့အဲ ခိုင်ဝတ်ကလည်း great happiness ကိုယူဆောင်လာနိုင်တယ် good ကလည်း great happiness ကိုယူဆောင်လာနိုင်တယ်အဲ့ဒါကိုကျွန်တော်နှစ်ကြောင်းခွဲရေးမယ်ဆိုရင်ခိုင်ဝတ်တွေဒီကျနာတဲ့စကားလုံးတွေဒီ happiness တကယ်ကြီးမားတဲ့စိတ်ချမ်းသာမှုကိုယူဆောင်လာတယ် good လည်းကောင်းမှုကုသိုလ်တွေလည်းထုံနေလေးကောင်းမယ်လို့ရေးပြရမှာအဲ့တော့အဖြေလေးကိုကြည့်ရအောင် kind words can bring great happiness စကားစတဲ့က so can good deed အဲ့တော့ Vav ကို mirror လို့ကျွန်တော်ပြောခဲ့တယ် so can quiddy သူရဲ့နောက်မှာတော့ကျွန်တော်တို့ဘာပဲလိုက်မှာလဲဆို model sorry happy birthday ပဲလိုက်ရမှာနော် so တို့ neither တော့မှာ happy birthday ပဲလိုက်ရမှာနံပါတ်2 my sister and i were not born in yangon ကျွန်တော်အမရောကျွန်တော်ရောရန်ကုန်မှာမွေးခဲ့တာမဟုတ်ဘူးတဲ့အဲ့တော့ကျွန်တော်အမကလည်းရန်ကုန်မှာမွေးတာမဟုတ်ဘူးကျွန်တော်လည်းပဲအတူတူပဲကျွန်တော်လည်းရန်ကုန်မွေးတာမဟုတ်ဘူးလို့ပြောချင်တာအဲ့တော့ဒီမှာကတော့ my sister and i နှစ်ယောက်ကြောင့်မဟုတ်ဝယ်လို့သုံးထားပေမဲ့တယောက်ချင်းစီခွဲလိုက်ရင်ဒီ buff ကိုကျွန်တော်တို့ကအ ਨੇ ကြောင့်ပြရမယ်ဆိုရင်သတိထားမယ်အဲ့တော့ my sister was not born in yangon neither was i လို့ဖြစ်သွားရမယ်ဒီမှာတော့ neither were i လို့မျှတော့ဘူး neither was i okay next neji and tusa like collecting coins neji နဲ့ tusa နှစ်ယောက်လုံးဒီ coin တွေစုရတာကိုသဘောကျတယ်တဲ့အဲ့တော့ neji ကလည်း coin စုရတာသဘောကျတယ် tusa လည်းထုံနေလေကောင်းပဲလို့ရေးရမှာ အဲ့တော့ဒီမှာတော့နေဂျီနဲ့သူစားကြောင့်မို့ like ကို blue river ဖြစ်ပြီမဲ့နေဂျီတောက်တဲ့ခွေးရင်အနေဖြစ်သွားမယ်နေဂျီ likes quality coin အဲ့တော့ so do ဒီမှာသူစားဖြစ်ရမှာသူစားဖြစ်ရမှာကျွန်တော်ဖြစ်လို့အိုင်ဖြစ်နေတာလေသူစားဖြစ်ရမှာပါအဲ့တော့ so dust သူစားလို့ဖြစ်ရမှာ so dust သူစားခါလေးကကျွန်တော်တခါလေးပြင်ပေးပါမယ်ခင်ဗျာ โอเคပါကျွန်တော်လည်းဒီအပြင်းပြင်းလန်လန်စစ်တဲ့ကြားတဲ့အကိုအမားအကြံနေတယ်ပေါ့နော်ဟုတ်ကဲ့ပါလူပါပဲအမားတော့မကင်းပါဘူးခင်ဗျာအတိခံပေးပါအဲ့တော့ဒီနေရာမှာကျွန်တော်တို့က Negilize Collective Coin So Dust တူစာတူစာအနေအကြောင်းမို့ကျွန်တော်တို့ကဒူးလို့သွလို့မရဘူး So Dust တူစာလို့ရေးရတာဖြစ်ပါတယ် Like ရဲ့အစားကျွန်တော်တို့ကဒူးတတ်တူးဒတ်အကူကရိယာကိုတုံးလိုက်တော့တာပါ Number 4 Aga in situ haven finished their homework yet Aga နဲ့စီတူဟာသူတို့အိမ်စာတွေမပြီးကြသေးဘူးအဲ့တော့ Aga လည်းမပြီးသေးဘူးစီတူလည်းထုံနေလေကောင်းပဲ ဲ့တော့ aga hasn ဒီမှာ have is a တို့က hasn ဖြစ်သွားတယ်လို့ထည့်ထားမိပါ aga အနေကြောင့်မို့ပြီးတော့မှ neither has she to neither has she to လို့ဖြစ်ရမယ်စီတူလည်းအနေကြောင့်မို့ has ပဲသုံးရပါမယ် okay number 5 antenon ခုတည်တဲ့ cancer and diabetes are incurable diseases ကန်ဆာရောဆီးချိုရောဟာကုသရောများနေရောပါတယ်အဲ့တော့ကန်ဆာကလည်းကုသမြတ်နိုင်မှု ဒီစီဂျူစီဂျူကလည်းထုံနေလေကောင်းမယ်လို့ပြောမှာပေါ့ဗျာအဲ့တော့ antenna cancer is လို့ဖြစ်သွားမယ်အာသုံးလို့မြောက်ဒီမှာက cancer နဲ့ diabetes ကြောင့်မို့အာသုံးထားတာတူကြင်းခွဲလိုက်တော့ cancer is ပြီးတော့မှကျွန်တော်တို့ဗာထည့်ထားပေးလဲ article determiner in လေးထည့်ထားပေးတယ် cancer is an incurable disease so is diabetes so is diabetes as ပါတယ်အများမို့ပါခင်ဗျာဒါကတော့ uncountable noun မှာ so is diabetes အာစာ is တုံးလိုက်တာဖြစ်ပါတယ် okay စစ်ကြည့်ကြအောင် So so in his friends were sure that they had the time to complete the project. စောစောနဲ့သူတငယ်ချင်းတွေဟာတဲ့ဒီ project ကိုပြီးဖို့တို့မှချိန်ရှိတယ်လို့တို့ချိန်ရှိတယ်ဆိုတော့တို့မသိကြတော့ဘူးတဲ့။ Okay အဲ့တော့စောစောကလည်းမသိကြဘူးသူတငယ်ချင်းတွေကလည်းထူနေတကောင်းပဲ။ဒီမှာကစောစောနဲ့ his friend ကြောင့်မို့အများနဲ့ရေးထားပေးမယ်။တဲ့ခွင့်ကြောက်ချင်းတွေခွဲမယ်ဆိုရင်တော့စောစော wasn't sure that he had the time complete the project neither was ကျွန်တော်ဒီမှာမှားပြန်ပြီခဏလေးပါ။ ဟုတ်ကဲ့ပါ neither where his friends ပြရမှာပါဒီမှာကြတော့ကျွန်တော်တို့က his friend ကအများဖြစ်တဲ့အတွက် where ဆိုတဲ့ verb ကိုအများကိုသုံးပြရမှာ number 7 the teacher and his students will never forget the enjoyable excursion ကျောင်းသားတွေရောဆရာတွေရောဆရာရောသူ့ရဲ့ကျောင်းသားတွေရောဒီပြောစရာကောင်းတဲ့ဒီပြောဝဲစားကိုတဲ့ဘယ်တော့မှမမိနိုင်မှာမဟုတ်တော့ဘူးတဲ့အဲ့တော့ခွေးနေခွေးရေးမယ်ဆိုရင် the teacher will never forget the enjoyable excursion neither will his students okay လွယ်တယ် number 8 Thailand and Laos are neighboring countries of Myanmar. Thailand and Laos are Myanmar, India, and Thailand. Thailand, Myanmar, India, and Laos are Tunisia. Come on. Hello, tomorrow, Nakujamu, Atunhavi, Metkujin, the Kuei, SPMA. Thailand is a bit of a general article. TVM is a neighboring country of Myanmar. So is Laos. People, number nine. Sleep deprivation and overeating can cause a higher risk of obesity. အေးအေးပြစ်ခြင်းတွေရောအစာအလွန်ကျွင်စားတော့ခြင်းတွေရော higher risk of obesity အဝလွန်ခြင်းကိုဖြစ်စေနိုင်တယ်။ Okay, sleep deprivation can cause a higher risk of obesity, so can overeating. The last one. စူစူအင်စင်စင် actively participated in the extracurricular activity of the school. စူစူရောစင်စင်ရောတဲ့ဒီအကြောင်းပြပဒီ activity တွေမှာတဲ့တက်တက်ကြွကြွပူးပေါင်းပါဝင်ကြတယ်တဲ့။အဲ့တော့စူစူ actively participated in the extra curricular activity of the school so did sin sin ဒီနေ့မှာ did လို့ဖြစ်သွားတာဒီ participated ဆိုတာဒီ past tense ကြောင့်မဖြစ်ပါတယ်အဲ့တော့တိထားရမှာကဒီ so တို့နေသားတွေအနောက်မှာလိုက်တာဒီဘာတွေပဲ verb တွေပဲလိုက်ရလဲဆိုရင် auxiliary verb တွေပဲလိုက်ရတာ emits a words where 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 should can go may may has have do that စသဖြင့်ပေါ့နော်ဘယ်ဘက်တွေလိုက်ရမှာလဲဆိုတာကတော့ကျွန်တော်တို့ tense ကိုကြည့် but to do ဆိုရင် did ကို၃ဒါ but to be ဆိုရင်ကတော့အနေအမြောက်ကိုကြည့်ပြီးတော့မှ is ၃ရင်၃ အကယ်၍ model verb တွေဆိုရင်တော့ခင်ဆိုရင်ခင်မယ်ဝယ်ဆိုရင်ဝယ်ပဲထူးခြားနာပါပဲခင်ဗျာဒါဆိုရင်အားလုံးစီမံသွားလိုက်မယ်လို့မျှော်လင့်ပါတယ်စီမံပီတီများကိုလည်းကျွန်တော်ရဲ့ comment box မှာဝင်ရောက်မှတ်ချက်ပေးပေးပါဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံးတွေ့ကြရအောင်ပတ်မကြည့်ရင်ကျွန်တော်ရဲ့ channel လေးကို subscribe and like လုပ်ပေးခဲ့ဖို့တောင်းပန်ပါရစေဘိုင်ဘိုင်